ပါစကားကာလစတ္တမတည်င်းဘတ်ရဲ့တင်းင်းလာနေရှင်ယောအေယုန်ဂလိကျမ်းအခန်းကြီး15အခန်းငယ်26မှအခန်းကြီး16အခန်းငယ်4အထိထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာခမည်းတော်ဖျားထံမှသင်တို့ထံသို့၅၀လွတ်မြီကူညီဆောင်မှ သူဒီဟုသောတမန်တော်ရနှင့်သက်ဆိုင်သည့် ဝိညာဉ်တော်သည်ခမည်းတော်ထံမှထွက်ပေါ်လာ၍ကြွလာတော်မူသောအခါသူသည်ငါ၏အကြောင်းကိုသက်သေခံလိမ့်မည်ထို့အတူသင်တို့သည်လည်းအစဦးကပင်ငါနှင့်အတူရှိနေခဲ့ကြသောကြောင့်ငါ၏သက်သေခံများ ဖြစ်ကြ၏သင်တို့၏ယုံကြည်ခြင်းမပြတ်ပြားစေရန်ဤအကြောင်းအရာများကိုသင်တို့အားငါဟောပြော၏သူတို့သည် တင်တို့ကိုတရားစရာများမှနှင်ထုတ်ကြလိမ့်မည်။တင်တို့ကိုတတ်ဖြတ်သောသူတိုင်းကမိမိသည်ဖျားသခင်အားရစ်ပူဇော်ခြင်းအမှုကိုပြုလေပြီဟုထင်မှတ်သော အချိန်ကာလသည်ဧကံမုတ်ချရောက်လိမ့်မည်။သူတို့သည်ခမည်းတော်ကို၎င်းငါကို၎င်းမသိကြသောကြောင့်ဤသို့ပြုကြလိမ့်မည်။ထိုအရာများဖြစ်ပျက်သည့်အချိန်ကြရောက်သောအခါတင်တို့အား ငါပြောထားပြီဖြစ်ကြောင်းတရိယစေကြလောဟု မိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်တော်ဧဝံဂေလိတရားတော်ပေတည်း The Spirit and the Truth သမာတရားနဲ့ဝิญဉ်တော်ဒီနေ့သခင်ယေရှုထပ်ပြီးမှကြားလာတာကိုတွေ့ရပါတယ်ဝิญဉ်တော်လုံမဲ့ဆိုတဲ့အကြောင်းယုံကြည်ခြင်းအချက်ရဲ့အဓိကအချက်တွေကတစ်ချက်လည်းပဲဖြစ်နေပါတယ်အားပေးထားတာတွေ့တယ် ထပ်ပြီးတော့အတည်ပြုထားတာတွေ့ပါတယ်။ယုံကြည်ခြင်းမယိမ့်မယိုင်ပဲတည်ကြည်နေဖို့အတွက်အားပေးထားတာတွေ့ရပါတယ်။သူဘယ်လိုအမျိုးအားပေးခဲ့လဲဆိုရင်ဝိညာဉ်တော်ပေးခြင်းအဖြစ်အားပေးခဲ့တယ်တွေ့ရတယ်။တမန်တရားကိုထားခဲ့ခြင်းအဖြစ်အားပေးခဲ့တာကို တွေ့ရပါတယ်။ဒါကြောင့်တမန်တရားပိုင်ဆိုင်လာတဲ့ပုံစံတွေဖြစ်ကြပါတော့တယ်။တမန်တရားအမှန်တကယ်ပိုက်ဆိုင်သူတမန်တရားနိုင်မှီတီးပြီးအသက်ရှင်နေသူဟာတတ္တိရှိပါတယ်ခိုင်မြဲပါတယ် မယိမ့်မယိုင်ကြံ့ခိုင်တဲ့စိတ်တည်းရှိပါတယ်။တမန်တရားပေါ်မှီတည်ပြီးအသက်မရှင်တဲ့လူဟာကြောက်ရွံ့ပါတယ်။လူတိုင်းကိုသူဟာကြောက်နေရတဲ့အနေအထားဖြစ်နေပါတယ်။လူတိုင်းဟာသူ့ကိုအန္တရာယ်ပေးမဲ့အနေအထားမျိုးထင်ပြီးအားလုံးကိုကြောက်ရွံ့နေရတဲ့အနေအထားရှိပါတယ်။အသင်းတော်လေးကမကြခင်မှာဒုက္ခခက်ခဲစုံစမ်းနောက်ဆက်ချင်းခံရတာတွေတွေ့ရတော့မှဖြစ်ပါတယ်။တကယ်လည်းပဲ တခင်စုပြောလာတဲ့ဂရိပေးလာတဲ့အချက်ဟာပြည့်စုံတယ်ဆိုတဲ့အချက်ကိုတည်လာပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီလိုဒုက္ခစုံစမ်းနောက်ဆက်ခြင်းခံရတဲ့အချိန်မှာအသိဉာဏ်ဟာတမန်တရား၌တည်ကြည်စွာရှုံကြည်ခြင်းမရင်မရိုင်ပဲဖြတ်ကျော်ခဲ့တာကိုတွေ့ရပါတယ်ဒီတော့သူလွတ်ခဲ့တဲ့ဝိညာဉ်တော်ဟာတမန်တရားလည်းပါလာတယ်သူကိုယ်တိုင်ရဲ့တမန်တရားကိုလည်းတွေ့လာပါတယ်သူကိုယ်တိုင်ဟာတမန်တရားဖြစ်တော်မူသည်ဆိုပြီးရှင်ဝါကျမအတိအလင်းဖော်ပြထားတာကိုလည်းတွေ့ရပါတယ်ဒါကြောင့်ဂျုံကြည်သူများ သူ့နောက်လိုက်သူများဟာသမန်တရားကိုပိုင်ဆိုင်လာကြပါတယ်သူတို့ရည်ရည်နိုင်ခြင်းခိုင်မြဲနိုင်ခြင်းတတ္တိရှိနိုင်ခြင်းဟာသခင်သူထားခဲ့တဲ့ပေးခဲ့တဲ့လွတ်ခဲ့တဲ့ဝိညာဉ်တော်ကြောင့်ပဲဖြစ်ပါတယ်ဒါဟာဒီနေ့အားပေးနေခြင်းဖြစ်ပါတယ်သူတို့ကိုထပ်ပြီးယုံကြည်ခြင်းနဲ့အတည်ပြုပေးနေခြင်းဖြစ်ပါတယ်ဒါကြောင့်အာယူကြမှာလည်းပဲဖြစ်ပါတယ်အတ္တကဲစုံသန်းနောက်ဆက်ချင်းဘလိုပဲရှိပါစေတရားတွေထက်ကြီးမားတဲ့စွမ်းအားတကူ တမန်တရားကြီးတစ်ခုလုံးရှိတယ်ဝိညာဉ်တော်တစ်ပါးလုံးရှိတယ်ကိုကိုတိုင်းတွေကဝိညာဉ်တော်ကိုထပ်ပြီးတသက်ခံနေကြမယ်ပုဂ္ဂိုလ်တမန်တရားကိုထပ်ပြီးတော့တသက်ခံပြီးဖြန့်ဝေနေကြမယ်ပုဂ္ဂိုလ်တွေလည်းပဲဖြစ်ပါတော့တယ်တမန်တရားပိုင်ဆိုင်သူဟာအမြဲတမ်းတည်ကြည်နေတော့မှဖြစ်ပါတယ်တမန်တရားကြီးဝိညာဉ်တော်တပည့်တော်တို့ထာဝရအစင်မြဲကင်းဝတ်တော်မူပါ